လာစကားကိုလှည့်လာတဲ့အခါမှာမြစ်ဖြားခံရကိုပြန်သွားရအထက်တာမျိုးရှိသလိုဆွေမျိုးနှီးချင်းတွေတပူတုံစင်းတွေအိနီနာချင်းတွေကိုငယ်ဆောင်ကြည့်ရှုရတာမျိုးညှိနှိုင်းကြရတာမျိုးဟာ ထုံနှန်းစင်လာတခုပါပြီးကြတဲ့ပတ်တုန်းကရခိုင်စကားနဲ့မြန်မာစကားကြားကုလူဆက်နွယ်ကြပုံကိုဆက်ပြီးတော့ပြောကြပါမယ်ဆိုတာဖြစ်ပါစေနော် ီရှင်းလေးကအလွန်ရှိကြတဲ့ရခိုင်ရိုးရာတားချော့ဒီတို့ပါရှင်တိုင်းအကအဆိုရာကိုချုံမှန်ပိုင်းလို့ရခိုင်ပညာရှင်များကဘာသာပြန်ကြပါတယ်ခုံကတ်ဒီဆိုကဗမာလိုပြန်လဲခုံကြတယ်ကကတ်ဒီကကြတယ်ပရင်ဘရက်လက်ဒီပရင်ဘရက်ဒီဆိုကခလီဒီဟာလူကြီးမပါဘူးနဲ့အလိုလိုထလာတာပရင်ဘရက်လက်ဒီဆိုတာကတော့ခလီတွေသူတို့ဘာသာအာယူပြီးတော့ထဖို့ကြိုးစားတဲ့အခါမှာလူကြီးကနေအပိပြောဆိုတဲ့သဘောပါကျွန်တော်တို့ဗမာမိဘတွေကတော့ ရနိုင်ပြီရနိုင်ပြီလို့ခလေးကိုလက်ခုပ်ပြီးအားပေးတယ်လို့ပြောပါ။ဒီခိုင်တဲ့မြန်မာမှာစကလုံးတူပေမဲ့အသုံးမတူတာ မျိုးတွေလည်းရှိတတ်ကြပါတယ်။ဟာဥပမာဆိုတော့ရခိုင်ကမေးတယ်ဗျာ။အဲဘလို့လာလဲလုံးရှင်းလာတယ်လို့ပြောတယ်။အလုံးရှင်းလာတယ်လို့ဗမာမှာမသုံး။ဗမာမှာသုံးတာလုံးကျင်ဝတ်ထုလို့ပဲသုံးတယ်။ ရခိုင်မှာတော့လုံးကျင်လာတယ်ဆိုတာတယောက်တည်းလာတာ။နယူးယောက်တက္ကသိုလ်ကသမိုင်းပါမောက်ခဒေါက်တာအေဂျော်ဖြစ်ပါတယ်။ဒါ့အပြင်စကလုံးတွဲတွေမှာလည်းရခိုင်နဲ့ဗမာအကောက်အယူမတူကြတာမျိုးတွေကိုလည်းတွေ့ရတတ်ပါတယ်။ကြောင်းကြည့်တဲ့ဇလန်းလေးတစ်ပုဒ်ရှိပါတယ်။တကယ်အဖြစ်ပြက်ဟုတ်မဟုတ်ဆိုတာတော့မသိဘူးပေါ့လေ။မယုံရင်လည်းပုံပြင်လို့သာမှတ်ကြပါတော့ခင်ဗျာ။တခါတော့ကနေဝင်မိငိအမိတ်ထုတ်ပြန်ထားတဲ့အချိန်မှာရခိုင်အမျိုးသားတယောက်ကမိခွက်ထွန်းထွက်လာပါတဲ့။ဒါကိုအဆောင်စစ်သားကတွေ့တော့တားပြီးတော့ ေးဘာလို့မိထွန်းလာတာလဲကွာလို့မေးတော့ရခိုင်အမျိုးသားကမိုက်လို့ထွန်းလာတာပါလို့ဖြေပါတဲ့ဒါနဲ့စစ်သားကနားလည်မှုလဲပြီး ပြင့်မယ်ခတ်မယ်တကယ်ကဲဖြစ်ရောလို့ဆိုပါတဲ့ပြောချင်တာကရခိုင်နဲ့ဗမာစကလုံးအတွဲကိုအကောက်ယူမတူကြပုံကို ပြောချင်တာပါမှောင်မိုက်တယ်ဆိုတဲ့စကလုံးအတွဲကိုဗမာရောရခိုင်ရောတုံးကြပါတယ်နားလည်းနားလည်ကြပါတယ်ဒါပေမဲ့တလုံးလေးခွဲပြီးတော့တုံးတဲ့အခါဗမာကမှောင်လိုက်တာလို့သုံးတတ်ပေမဲ့ရခိုင်က မိုက်လိုက်တာလို့သုံးပါတယ်။ဒါကြောင့်စောစောကရခိုင်မျိုးသားပြောတဲ့မိုက်လို့မိထွန်းတယ်ဆိုတာမှောင်လို့မိထွန်းတာကိုဆိုလိုတာဖြစ်ပါတယ်။ဒီလိုပဲဗမာက ရေးစားတယ်လို့သုံးတတ်တဲ့နေရာမှာရခိုင်ရဲ့ထူးခြားတဲ့အသုံးက remote လို့ပြောရင်ရေမတ်တယ်ဟုတ်လားရေးစားတယ်ပေါ့နော်ဆရာရေးစားတယ်ပေါ့မုတ်သိစာလောင်းတယ်ဆိုတဲ့စကားအတွက်မှာဗမာကစာရာကိုယူပြီးတော့ရခိုင်ကတော့ remote တယ်လို့မုတ်ကိုယူပြီးတော့ပြောပါတယ် ဒါပေမဲ့ထမင်းကိုတော့ရခိုင်ကလည်းစားတယ်လို့ပဲသုံးလေးရှိပြန်တာကိုတွေ့ရပါတယ်။ဒါပေမဲ့ဗမာကဗိုက်စားတယ်လို့အသုံးများတဲ့နေရာမှာ ရခိုင်ကဝမ်းစားတယ်လို့အသုံးများတာကို တွေ့ရပြန်ပါတယ်။ one bite ဆိုတဲ့စကားအတွက်မှာဗမာကဗိုက်ကိုယူပြီးတော့ရခိုင်ကဝမ်းကိုပိုကြိုက်တယ်လို့ဆိုရမှာပါ။ဗမာကဗိုက်နာတယ်လို့ပြောတဲ့နေရာမှာလည်းရခိုင်ကဝမ်းခဲတယ်လို့သုံးတတ်ပါတယ်။ ိုက်စားဝမ်းကိုရခိုင်ကပူအားရရုံနဲ့မကနာကျင်ကြိုက်ခဲမှလဲဗမာကနာပေမဲ့ရခိုင်ကခဲတာကိုတွေ့ရပြန်ပါတယ်ကျွန်တော်တို့ဗမာတွေကဘောလုံးကန်တယ်လို့ပြောတာကိုကြတော့ပမောက်ခဆရာဦးအေးကျော်တို့ရခိုင်လူမျိုးတွေကဘလို့ပြောတယ်လဲဆိုတာကိုလည်းနားထောင်ကြည့်ပါဦးဘောလုံးကန်တယ်လို့မသိဘူးငါတို့ကဘောလုံးကြောက်တယ်လို့သုံးဗမာကသွားတယ်လို့ပြောတာကိုလည်းရခိုင်ကလားတယ်လို့ပြောတတ်ပါတယ်ဗမာစကားထဲမှာလားကို လာယာဥတီချက်ဆိုတဲ့နေရာမျိုးမှာပဲတုံးပါတော့တယ်။နောက်တစ်ခါစာရဲပေထဲမှာကောင်းရာသူဂရိလာပါစေဆိုတဲ့လာဟာလဲတကယ်တော့အတိဘယ်ကသွားတာပါပဲ။ဒီစကလုံးကိုရခိုင်က ထိမ့်သိမ့်ပြီးတော့နေစဉ်သုံးစကားထဲမှာ သုံးဆွဲနေသေးတယ်ဆိုတာကို တွေ့ရပါတယ်။ဒီလိုအတွဲစကလုံးမှာအောက်ယူမတူတာတွေကိုတော့တော်တော်များများတွေ့ရပါတယ်။ရခိုင်လူမျိုးအချင်းချင်းမှာတောင်ဒေတာတစ်ခုနဲ့တစ်ခုမတူညီကွဲပြားတတ်တာမျိုးတွေကိုလည်းတွေ့ရတတ်ပါတယ်။ နောက်တစ်ခါဗမာကဗမာစကားကိုထင်းသိမ့်ပြီးရခိုင်စကားမှာကနိုင်ငံခြားဘာသာစိတ်ဝင်စီးဆင်းနေတတ်တာမျိုးတွေလည်းတွေ့ရပြန်ပါတယ်ဗမာတွေခေါ်တဲ့ဆက်ပြာကိုရခိုင်ကတဘုံလို့ခေါ်ပါတယ်ဗမာကမာလကာသီလို့ခေါ်တဲ့အသည့်ကို ရခိုင်ကဂွေရန်သီလို့ခေါ်ပါတယ်ဗမာကတင်မောသီခေါ်တဲ့အသည့်ကိုတော့ရခိုင်ကဗရကာသီလို့ခေါ်ပါတယ်ဒီရခိုင်ဒီဟာပင်လီနားမှာရှိတဲ့အတွက်ကြောင့်နိုင်ငံခြားသားတွေနဲ့ကုလူဆက်ဆံမှုကို ရခိုင်တွေကလှုပ်လာတဲ့အတွေ့အကြုံနိုင်ငံခြားစကလုံးတွေဟာဒီရခိုင်ဝေါ်ဟာရာထိမှဝင်လာတယ်ဆက်ပြာလို့ခေါ်တဲ့ကားကိုရခိုင်ကတဘုံလို့ခေါ်တယ်တဘုံဆိုတဲ့စကားဟာအီတလီစကားဖြစ်တယ်ကျွန်တော်နယူးယောက်တက်ကတူမှာအီတလီပါမောက်ခတွေနဲ့ဆွေးနွေးမေးမြန်းပြီးကျွန်တော်တို့အားလုံးဟာဒါအီတလီကဆင်းသက်လာတယ်လို့ကျွန်တော်ယူဆတယ်ဆရာအီတလီမှာဘလို့အတန်ထွက်လဲဆရာအီတလီမှာစဘုံပဲဟုတ်ကဲ့ဆရာအဲစဘုံဆိုတာတို့ဆက်ပြာကိုပြောတာပဲပေါ့ဆက်ပြာဆက်ပြာဆက်ပြာ ဲနောက်တစ်ခုကကျွန်တော်တို့ရခိုင်မှာခေါ်တဲ့ဂွေဟန်ဒီဒီဂွေဟန်ဒီဆိုစကားဟာဗမာစကားမှာတော့အင်္ဂလာဒီပဲဂွေဟန်ဒီဆိုတဲ့စကားဟာစပန်နစ်စကားစပိန်စကားကွာဗနာဆိုတဲ့စကားကလာတယ်သေမိုဒီဆိုတာကကျွန်တော်တို့စီမှာပတ္တကာဒီလို့ခေါ်တယ်ပတ္တကာဒီဆိုတဲ့စကားဟာပါပယာဆိုစကားကဆင်းတယ်လာတာပါပယာဆိုပိုတိရှာပြန်ပြီးတော့စာလုံးတွေစိတ်ကြည့်လိုက်ရင် ပါပယာနဲ့ပဒဂာတိဟာအသင်ချင်းအင်တန်နိဆက်တယ်ပြောင်းဖို့လေးအလွန်လွေတယ်ကျွန်တော်တို့တနိုင်ငံလုံးကတိုင်းရင်းသားလူမျိုးပေါင်းစုံကအမျက်တနှုတ်တံပိုးထားတတ်ကြတဲ့ရခိုင်အမွေအနှစ်တစ်ခုကတော့ငပလီပင်လယ်ကမ်းခြေပါဒီငပလီဆိုတဲ့ဇာတ်ဟာတော်တော်ဗမာဆန်လိုက်တဲ့ဇာတ်လို့ထင်စရာရှိပေမဲ့ပင်လယ်ကမ်းခြေကိုငပလီလို့နာမည်မှတ်ထားတာကဘာကြောင့်များပါလဲငပလီဆိုတဲ့ဇာတ်ဟာ အဲ့ဒါကနီပလီစ်ဒါကအီတလီစကားဗျာအီတလီမှာရှိတဲ့မြို့ကလေးနပလီဟာလည်းနိုင်ငံသားကနေစီးဝင်လာတဲ့စကားလို့နယူးယောက်တက္ကသိုလ်ကသမိုင်းပမောက်ခဒေါက်တာအေဂျော်ပြောပြသွားတာဖြစ်ပါတယ်နောက်တစ်ပတ်မှာဆက်လက်ဆွေးနွေးကြပါမယ်လို့ထင်ပါတယ်ခင်ဗျာ